င်္ဂလာပါဒီကနေ့2025ခုနှစ်အော်တိုဘာလ24ရက်နေ့ညနေခင်းအထိတွေ့ရှိရတဲ့သတင်းတွေတဲကမှထူးခြားသတင်းတွေကိုကျွန်တော်ရွေးချယ်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေကုတ်ကိုကြားဖြန့်ခေါင်းဆောင်ကိုထိုင်းဆိုးရကနေတရုတ်ဆိုးရစီလွှဲပြောင်းပေးတော့မယ်ဆိုတဲ့သတင်းမှာတရုတ်နိုင်ငံကအလိုရှိနေတဲ့ကြားထိုက်ကုမ္ပဏီကိုတီထောင်လူနမဲကြီးအွန်လိုင်းကြားဖြန့်ခေါင်းဆောင်ရှီတီချန်းကိုတရုတ်ဆိုးရစီလွှဲပြောင်းပေးသွားမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြလာတာကိုတွေ့ရပါတယ် ီတီချန်းကကမ္ဘောဒီးယားနိုင်ငံသားခံယူထားတာလည်းဖြစ်ပါတယ်။စီတီချန်းကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတောင်းဆိုမှုတွေရှိပေမဲ့ထိုင်းဆိုရကပယ်ချလိုက်ပြီးတော့2008ခုနှစ်တရားခံလွှဲပြောင်းရေးအဥပဒေပုံမှန်16/27အရတရုတ်နိုင်ငံကိုလွှဲပြောင်းပေးမယ်လို့ထိုင်းအခြေခံဥပဒေတရားရုံးကနေသုံးဖြတ်လိုက်တယ်လို့တွေ့ရပါတယ်။စီတီချန်းကတရားမဝင်အွန်လိုင်းလောင်းကစားမှုငွေလိမ်လည်မှုအပြင်ငွေကြေးခွာချမှုတွေကြောင့်ပြစ်ဒဏ်ချမှတ်ခံရပြီးတဲ့နောက်မှာ2012ခုနှစ်ကလေးက တရုတ်နိုင်ငံကနေထွက်ပြေးလွတ်မြောက်လာသူဖြစ်ပါတယ်။အဲဒီနောက်မှာရွှေကုတ်ကိုမျိုးသစ်စီမံကိန်းကိုသူ့ရဲ့ရထိုက် International Holding Group ကဦးစီးခဲ့တာဖြစ်ပြီးတော့ရွှေကုတ်ကိုမျိုးသစ်ကလည်း online ငွေလိမ်ကမ်းကြားဖြတ်များတရားမဝင်လုပ်ငန်းများယာဇဝိမှုများစွာနဲ့နိုင်ငံတကာကနမည်ဆိုးနဲ့လူသိများလာခဲ့တာပါ။တရုတ်နိုင်ငံရဲ့တရားခံပြေးဖြစ်ပြီးတော့မှထိုင်းမြန်မာနယ်စပ်မှာတရားမဝင်လုပ်ငန်းတွေကိုဆက်လုပ်နေတဲ့ရှီဂျီချန်းကိုထိုင်းနိုင်ငံက2022ခုနှစ်မှာဖမ်းမိခဲ့တာပါ။ စီတီချန်းကိုထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီစစ်ဆေးပေးရန်တင်ပြတောင်းခံမှုကြောင့်ထိုင်းကျင်းထောင်မှာနှစ်ချီပြီးတော့ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြဝတီ KK ဘက်ကနေပြီးတော့မှမဲဆောက်ကိုဖက်ပြေးလာတဲ့နိုင်ငံသားရောက်တထောင်ကျော်လာပြီးတော့မှတောင်ရင်မြစ်ကိုဖျက်ကူးရင်းရေနစ်တေဆုံးသူ၃ဦးရဲ့မနေ့အလောင်းတွေပေါ်လာတဲ့ဆိုတဲ့သတင်းမှာကင်းပြည်နယ်မြဝတီမြို့နယ် KK ဘက်ကနေမဲဆောက်မြို့ကိုထွက်ပြေးလာတဲ့နိုင်ငံသားရေအတွက်တထောင်ကျော်လာပြီးတော့ ထိုင်းအာဏာပိုင်တွေကလက်ခံထိန်းသိမ်းထားတယ်လို့ထိုင်းသတင်းဌာနကနေဖော်ပြထားတာတွေ့ရှိရပါတယ်။အော်တိုဘာလ24ရက်နေ့မှာကားဖြတ်လိမ်လည်သူများအဖြစ်လောက်ကန်နေတဲ့နိုင်ငံသားတထောင်ကျော်ဟာမဲဆောက်ခရိုင်ကိုနေဆက်ဖြတ်ကျော်လာပြီးထွက်ပြေးခဲ့ကြောင်းထွက်ပြေးလာတဲ့လူတွေထဲမှာအိန္ဒိယနိုင်ငံသား369ဦးတရုတ်နိုင်ငံသား149ဦးပါဝင်ကြောင်းထွက်ပြေးလာတဲ့လူတွေထဲမှာဗီယက်နမ်ဖိလစ်ပိုင်အီသီယိုးပီးယားပါကစ္စတန်အင်ဒိုနီးရှား နေပေါ်နဲ့ကဘာတော်ဝမ်းမှာရှိတဲ့အခြားနိုင်ငံအသီးသီးမှနိုင်ငံခြားသားများလည်းပိုင်ဝင်ပြီးထိုင်းနိုင်ငံသား32ဦးပါဝင်ကြောင်းသိရှိရပါတယ်။ထိုင်းအာဏာပိုင်များကထွက်ပြေးလာသူများကိုမှတ်ပုံတင်ခြင်း၊ကိုယ်ရေးချက်လက်များစစ်ဆေးခြင်းများလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ထွက်ပြေးလာသူတွေကိုထိုင်းနိုင်ငံရဲ့တရားဥပဒေအရရေးယူမှုများလှုပ်ဆောင်သွားပြီဖြစ်ကြောင်းကနဦးစစ်ဆေးမှုများအရာဖမ်းဆီးခံရသူများထဲမှာနိုင်ငံကူးလက်မှတ်မရှိတဲ့အသက်20မှအသက်45ကြား ရုပ်နိုင်ငံသားများပါဝင်ကြောင်းလက်ပွေယာနှင့်ကိုယ်ရေးအချင်းစီစီမှုအရာနိုင်ငံသားများမှရာဇဝတ်မှုမှတ်တမ်းများရှိကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံကိုတရားမဝင်ကျော်ဖြတ်လာတဲ့လူတွေအားလုံးကိုတရားဥပဒေအရတရားစွဲဆိုရန်အတွက်ထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းထားမိဖြစ်ကြောင်းသိရှိရပါတယ်။ထိုင်းအာဏာပိုင်များကနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့ရွှေပြောင်းလာသူအားလုံးအတွက်အစားအစာတောက်ရည်နဲ့စေဝါများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်လျက်ရှိကြောင်း ရာဇဝိမှုမှတ်တမ်းရှိသူများကိုဖော်ထုတ်ရန်နဲ့လိမ့်လဲလဲပြားသူများအဖြစ်အတင်းကျပ်လောက်ကန်ရန်အတင်းကျပ်ခိုင်းစေခံရတဲ့လူကုန်ကူးခံရသူများကို ခွဲခြားရန်ပေးကြစွာစစ်ဆေးနေကြောင်းသိရှိရပါမယ်။ဒါ့အပြင် အော်တိုဘာလ23ရက်နေ့ကတောင်ရင်မြစ်ကိုဖျက်ပြေးလာတဲ့တရုတ်နိုင်ငံသားအချို့အပါဝင်နိုင်ငံခြားသားများမြေအတွင်းရေဖြင့်မျောပါသွားပြီးရေနစ်တည်ဆုံးကယနေ့အလောင်းတွေပေါ်လာကြောင်းလက်တလောတည်ဆုံးသူ၃ဦးရှိပြီးအလောင်းများလည်းရရှိထားကြောင်း ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကနေတွေ့ရှိရပါတယ်။ VDF ရဲ့ဥဆောင်မှုနဲ့စီကားနေခဲ့တဲ့ KK ဘတ်ဟာခုချိန်မှာတော့ကားတွေ၊ဆိုင်ကယ်တွေ၊အဖိုးတံပစ္စည်းတွေများစွာကျန်ရစ်ပြီးတော့လူသူမရှိတဲ့မြို့ပြတ်ကြီးလိုမျိုးအဆောက်အုံများစွာဖြင့်ခြောက်ကပ်သွားခဲ့ကြောင်းနယ်စပ်သတင်းရင်းမြစ်ကနေပြီးတော့မှတွေ့ရှိရပါတယ်။ဆက်လက်ပြီးတော့ထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်မောင်တောတောင်ဝိုင်းမှာရှိတဲ့ကင်းချောင်းကျေးရွာမှာနွားကြောင်းနေတဲ့မျိုးသမီးငယ်တအူးအပါဝင် ရွာသား၃ဦးကို အာစာအဖွဲ့ကနေပြီးတော့မှဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းမှာဒီကနေ့အော်တိုဘားက24ရက်နေ့မနက်9နာရီကျော်မှာအာစာကျမ်းပတ်ဖွဲ့ကနွားကြောင်းနေတဲ့မင်းကလေး၃ဦးနဲ့ရွာသား၃ဦးကိုခေါ်ဆောင်သွားခဲ့တယ်လို့ဒေသခံ၃ဦးကနေပြောပါတယ်။ကင်းချောင်းကျေးရွာရှေ့ဘက်ကမေယူတောင်အနီးမှာနွားကြောင်းနေကြတဲ့အချိန်မှာအာစာအကျမ်းပတ်အုပ်စုတစုဖြစ်တဲ့လူ6ယောက်ကတနတ်တွေဓားတွေနဲ့ရောက်လာကြပါတယ်။ယူနီဖောင်းတွေနဲ့လည်းပါတယ်။ ယူနီဖောင်းမပါတဲ့သူတွေလည်းပါတယ်လို့ပြောပါတယ်သူတို့ကိုဖမ်းတဲ့အချိန်မှာတယောက်ကထွက်ပြေးလို့ရွာကိုရောက်တယ်ရွာက ပြည်သူစစ်တွေနဲ့ထွက်ရှာလိုက်တဲ့အချိန်မှာတပ်ကြီး၂ဦးပြန်တွေ့တယ်ကျန်၃ဦးကိုမတွေ့ရဘူးရှာနေကြတော့မှလို့ကင်းချောင်းကျေးရသား၁ဦးကပြောပါတယ်နောက်ဆုံးနေသူ၃ဦးကအသက်၁၆နှစ်အရွယ်မမီစန္ဒာ၄၁နှစ်အရွယ်ဥပထုံးနဲ့အသက်၂၀အရွယ်မောင်ထွန်းအေးတို့ဖြစ်ကြတယ်လို့လည်းသိရပါတယ်အပြေးလွမြောက်လာသူတွေကတော့ကိုကျော်ခိုင်ဖြစ်ပြီးတော့လိုက်ရှာစဉ်ပြန်တွေ့သူ၂ဦးကတော့ ဥပန်းခြေ52နှစ်နဲ့ဥပထုံ56နှစ်တို့ဖြစ်ကြပါတယ်။ကျန်သုံးဦးမှာအာစာအကြမ်းဖက်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပြီးမနှစ်ပိုင်းထိရှာမတွေ့သေးဘူးလို့ပြောပါတယ်။ကိုကျော်ခိုင်ကတော့အသက်ဆုံးပြီးကို ထွက်ပြေးလာတာရွာကလူတွေလိုက်သွားတဲ့အချိန်လမ်းခုလက်မှာဥပန်းခြေနဲ့ဥပထုံကိုပြန်တွေ့တယ်။ကျန်သုံးဦးကို အာစာဖွဲ့ကဖမ်းသွားကြတယ်လို့ဆိုပါတယ်။ဒီကျန်းဖက်အာစာဖွဲ့ဟာအော်တိုဘာလ22ရက်နေ့ကကြောက်ဘလူတောင်ကျော်လမ်းမှာ ုံပစ္စည်းများတင်လာတဲ့ကားကိုတိုက်ခိုက်ပြီးတော့မျိုးသမီးနှစ်ဦးကိုတတ်သွားတဲ့အဖွဲဖြစ်နိုင်တယ်လို့ဒေသခံတွေကခန့်မှန်းထားပါတယ်။ထူးခြားသတင်းတွေကမှနောက်ဆုံးသတင်းတစ်ပုဒ်ကိုပြောရမယ်ဆိုရင်တရုတ်ဝမ်ပေါင်ဝင်းအတွင်းမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုလက်နက်ကြီးနဲ့နေစဉ်ရက်ဆက်ပြစ်ခတ်နေတဲ့စစ်တပ်ကိုတရားခွန်မမနဲ့တော်လိုင်းတဲ့ဖွဲ့တွေကပြစ်ခတ်လိုက်တဲ့အခါမှာမိများစွာလောင်ကျွမ်းပြီးတော့ပောက်ကွဲမှုတွေဖြစ်သွားတယ်ဆိုတဲ့သတင်းမှာအနည်းကအော်တိုဘာလ23ရက်နေ့ညပိုင်းမှာတော်လိုင်းတဲ့များက တရားခေါ်မမရှော့တိုက်ဒုံးများနဲ့နေရာပေါင်းစုံမှပြန်လည်ပြစ်ခိုက်တိုက်ခိုက်ခဲ့ရမှာအဆိုပါကုမ္ပဏီဝင်းအတွင်းပောက်ကွဲမှုတွေဖြစ်ပေါ်ပြီးမိများစွာ လောင်ကျွမ်းခဲ့ကြောင်းဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းအရေးပေါ်အဝတ်ဆွဲဆံများနဲ့တညာလုံးကြားရပြီးတော့မိသက်ကားအပြင်စစ်ကားနဲ့ရဲကားတွေဒုံးရင်းဆံကဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်ဝမ်ပေါင်းကုမ္ပဏီဝင်းထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကအနီးအနားကရွာတွေကိုလက်နက်ကြီးတွေနဲ့နေတိုင်းဖြစ်နေတာ မင်းညားကတော့ PDF တွေကရှော့တာတုံးနေနဲ့ဘောင်ဘောင်ဝင်းထဲကစစ်တပ်ကိုပြန်ပစ်တယ်။နေရာပေါင်းစုံကနေပြန်ပစ်တာမိတွေလောင်တာတော့အကြီးကျယ်ပဲ။နောက်ပြီးဘောင်ဘောင်ကုမ္ပဏီဝင်းထဲမှာရေးပေါ်အော်အော်ဆွဲတဲ့နေမိသက်ကားတွေစစ်ကားတွေရဲကားတွေနဲ့ရုံးရင်းဆန်ခတ်တွေဖြစ်ကုန်တယ်။ပောက်ကွဲမှုတွေလည်းဖြစ်တယ်လို့ဒေသခံပြည်သူတအူးကနေပြောဆိုလာပါတယ်။စားလင်းကြီးမြို့ခြေဆိုင်တော်လန်ရေးသတင်းကြီးမြစ်ကလည်းမနေ့ကညပိုင်းမှာတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်းတက်ဆွဲထားတဲ့စစ်တပ်ကို ရှော့တိုက်ဒုံးတွေလက်နက်ကြီးတွေနဲ့တော်လည်းအစ်တမားကပြက်ခတ်မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုလာပါတယ်။အော်တိုဘာလ22ရက်နေ့တုန်းကလည်းတရုတ်ဝမ်ဘောင်ကုမ္ပဏီဝင်းထဲကစစ်တပ်ကလက်နက်ကြီးတွေနဲ့နှီးရှိပဝန်းကျင်ကကြေးရွာတွေကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြောင်းမဲ့ပြက်ခတ်ခဲ့ကြောင်းလက်နက်ကြီးများမှာဖောင်းကတာကြေးရွာမိုးချိုးပြင်ကြေးရွာနဲ့မဲဇလီကန်ကြေးရွာဘက်တို့ဥတီပြက်ခတ်ခဲ့ကြောင်းအဲ့လိုမျိုးစစ်တပ်ကလက်နက်ကြီးတွေနဲ့ပြက်ခတ်တဲ့အခါကြောင်း ပြည်သူတအူးထက်မနဲ့တရားရရှိခဲ့ပြီးတော့မှနေအိမ်များစွာပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဒါရီမကပဲနဲ့အော်တိုဘာလ22ရက်နေ့ညနေပိုင်းမှာလဲဝမေးရွာသစ်နောက်မြောက်ဖက်ပလောင်ရွာလမ်းခွဲနားမှာရှိတဲ့ဝမ်ပေါင်းကုမ္ပဏီဝင်းအဝင်ကိတ်ကစစ်တပ်ကတနက်နေ့ရန်တမ်းပစ်ခတ်တာကြောင့်ဝမေးရွာသားတအူးတိတိမှန်တရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ ဇာလင်ကြီးမျိုးနယ်အတွင်းကိုကျမ်းပတ်စစ်တပ်ကစစ်ကြောင်းထိုးမှုများလှုပ်ဆောင်နေတဲ့အပြင်နေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုပ်ဆောင်နေတာကြောင့်ပြည်သူများစစ်ဘေးရှောင်နေရကြောင်းဒေသခံပြည်သူများထံကနေပြီးတော့မှသိရှိရပါတယ်။အခုပြောပြပေးသွားတဲ့သတင်းတွေကတော့အော်တိုဘာလ24ရက်နေ့ညနေခင်းအထိတွေ့ရှိရတဲ့သတင်းတွေကမှထူးခြားသတင်းတွေဖြစ်ပါတယ်။